မင်္ဂလာပါပောက်ပန်ဒီစေရနေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်တော်တို့ရဲ့နိုင်ငံသားအချင်းချင်းတွေကြားမှာဖြစ်ပေါ်နေတဲ့စိတ်မချမ်းမြေ့စရာစီးပွားရေးနဲ့နိုင်ငံရေးအကျပ်အတည်းရဲ့ဘေးထွက်ဆိုးကျိုးတစ်ခုကိုဖော်ပြထားတဲ့အဆောင်ပါတစ်ပုဒ်ကိုအပိုင်းလိုက်သုံးသပ်ဆွေးနွေးသွားမှာဖြစ်ပါတယ် ဆောင်းပါးကောင်းစဉ်ကဇတ်တူတာစားတဲ့ထိုင်းရောက်မြန်မာပွဲစားများဖြစ်ပါတယ်ဒီကောင်းစဉ်ကိုကြည်ုံနေတဲ့ထိုင်းမှာအလုတ်သွားလုတ်တဲ့မြန်မာတွေဟာကိုယ်နိုင်ငံသားချင်းပွဲစားတွေရဲ့လိန်လယ်မှုခေါင်းပုံပြမှုကိုဘလောက်တိပြင်းပြင်းထန်ထန်ခံနေရလဲဆိုတာသိတာပါတယ်လက်ရှိမြန်မာနိုင်ငံရဲ့နိုင်ငံရေးမတည်ငြိမ်မှုစစ်မှုထမ်းဥပဒေနဲ့စီးပွားရေးပြည့်စည်မှုတွေကြောင့်ပြည်ပထောက်ခံမှုမြင့်တက်လာချိန်မှာဒီလိုလိန်လယ်မှုတွေကဘာကြောင့်ပိုဆိုးလာတာလဲ။ အလုတ်တမားတွေလွတ်မြောက်ရလမ်းဘလို့ရှာဖွေနိုင်မလဲဆောင်းပါးပါအချက်အလက်တွေကိုနောက်ခံအခြေအနေနဲ့ချိတ်ဆက်သုံးသက်ကြည့်ရအောင်ပါဆောင်းပါးအစမှာကမ္ဘောဒီးယားအလုတ်တမားတွေပြန်သွားလို့ထိုင်းက အလုတ်အကင်လိုအပ်ချက်ဖြစ်ပေါ်လာတာကိုဖော်ပြထားပါတယ်။ဒါဟာအမှန်တကယ်တော့ဖမ်းရောက်အလုတ်လက်မဲ့မြန်မာတွေအတွက်ကြီးမားတဲ့အခွင့်အရေးဖြစ်တင်ပါတယ်။ဒါပေမဲ့ဒီအခွင့်အရေးဟာလိမ့်လည်သူတွေအတွက်အခွင့်ကောင်းဖြစ်သွားတယ်ဆိုတာကို TikTok နဲ့ Facebook မှာပွဲစားတွေမှုလို့ပေါက်လာတာကသက်သေပြနေပါတယ်။တစ်ဖွဲ့ထဲမှာတရက်ကိုအကူအညီတောင်းသူ100လောက်ရှိတယ်ဆိုရက်ကိုမုံတိုင်းရဲ့ပြောစကားဟာပြည်ထနာရဲ့ကြီးမားတဲ့အတိုင်းအတာကိုပြနေပါတယ်။ မြန်မာနိုင်ငံရဲ့နိုင်ငံရေးမတည်ငြိမ်မှုကြောင့်စီးပွားရေးပျက်စီးပြီးအလုံးလက်မဲ့များလာတာစစ်မှုထမ်းဥပဒေကြောင့်ဘေးကင်းရာ ရှာဖွေသူများလာတာတွေဟာထိုင်းကိုထွက်ခွာသူအရေးအတွက်ကိုတိတိတတ်တာမြင်တက်စီပါတယ်ဒီလိုမျောလင့်ချက်ကြီးမားနေတဲ့အစုအဖွဲ့ကြီးရှိနေတာကြောင့်ပွဲစားတွေကလိမ်လည်ဖို့ပုံမလွယ်ကူလာတာပဲဖြစ်ပါတယ် ထိုင်းအစိုးရဘက်ကတော့ MOU နီးလန်းနဲ့အလုတ်တမားခေါ်ယူဖို့ဒါမှမဟုတ်နေဆက်ဒုက္ခတဲ့ဆက်ကကအလုတ်တမား၄000ကျော်ကိုအလုတ်ပေးဖို့စီစဉ်နေပေမဲ့တရားမဝင်လမ်းကြောင်းကနေဝင်လာတဲ့ပိန်းနဲ့ချီတဲ့မြန်မာတွေအတွက်တရားဝင်အဖြစ်မရှိသေးပါဘူးဒီလိုတရားဝင်လမ်းကြောင်းရှင်းရှင်းလင်းလင်းမရှိတာကပွဲစားတွေကြီးစိုးလို့အခွင့်အရေးပိုရစေပါတယ်ထိုင်းမှာအလုပ်ရဖို့ဟာပွဲစားတွေနဲ့စက်ယုံကအလုပ်သမားကောင်ဝနာ စကပြန် HR ရဲ့ကွန်ရက်ကိုဖျက်ပြီးမှသာရနိုင်တယ်လို့ဆောင်းပါးကဖော်ပြပါတယ်။ဒါဟာတရဝန်လန်းချောင်းရဲ့ပြည့်စည်နေမှုကိုပြနေပါတယ်။အလုံးရှင်ဓာတ်ရိုက်ခေါ်ယူတဲ့တမရိုးကြနီလန်းကအလုံးမဖြစ်ပဲမောင်ကိုဈေးကွက်တစ်ဖွဲဖြစ်နေတဲ့ပွဲစားလန်းချောင်းသာအားကိုးနေရတာဖြစ်ပါတယ်။ မဝေမာလူလူ60လောက်ဟာတဦးကိုဘက်9000မြန်မာငွေ6သိန်းကျော်ပေးပြီးလိန်လေခံရတဲ့ဖြစ်စဉ်ကိုကြည့်ချင်းဖြင့်ဒီပြတနာဟာတဦးတယောက်ချင်းစီအတွက်ဘလောက်ကြီးနာကျင်စေလဲဆိုတာမြင်နိုင်ပါတယ်။ဘက်9000ကနေ9000ဆိုတာမြန်မာအလုတ်သမားတဦးရဲ့အခြေခံလစာ၃ပုံ၂ပုံလောက်ရှိပါတယ်။ပိုဆိုးတာက JACBA ဥက္ကဋ္ဌဥမိုးကျိုးပြောသလိုဒီကုန်ကျစရိတ်တွေဟာတရားဝင်ဆိုရင်အလုံးရှင်ကကုန်ကျခံရမယ့်ပမာဏဖြစ်ပြီးပွဲစားတွေကလုံးကြံတောင်းခံနေတာသာဖြစ်ပါတယ်မြန်မာနိုင်ငံမှာစီးပွားရေးမကောင်းလို့စုဆောင်ငွေမရှိဘဲလာရောက်တဲ့လူအများစုဟာဒီဘက်ဆံကို တဆယ်သုံးနဲ့လမ်းချပြီးပေးရတာဖြစ်တဲ့အတွက်လိမ့်လည်ခံရတဲ့အခါသူတို့ရဲ့ဝင်ထုတ်ဝင်ပူဟာနိုင်ငံရေးအရာရောစီးပွားရေးအရာရောပြင်းထန်လာပါတယ်။မဆန္ဒနဲ့မဝေမာတို့ရဲ့မျက်စိတဲပတ်စံ6500ပဲမြင်နေရတဲ့စိုးရိမ်ပူပန်မှုကမြန်မာနိုင်ငံကလာတဲ့လူတွေရဲ့လက်ရှိဘဝအခြေအနေကိုထင်ဟပြနေပါတယ်။သောမားမှာပေါ်ပြထားတဲ့ကိုတန်းစော်လိုဂျားပွဲစားကိုတိုင်လိမ့်လေခံရတဲ့ဖြစ်စဉ်ကပွဲစားကွန်ရက်ထဲမှာတော့ယုံကြည်မှုမရှိတော့တဲ့အခြေအနေကိုပြနေပါတယ် ်ကိုတန်းစောရဲ့မိษွေစုသူကပွဲခဘက်4500ကိုယူသွားပြီးအခန်းတော်ယူခဘက်4000ခွဲကိုပါ လိန်သွားခဲ့တာပါဒီနေရာမှာကိုတန်းစောပြောတဲ့ဒီနေရာကလိန်ပြီးနောက်နေရာပြောင်းရင်ဘယ်သူမှမလိုက်နိုင်ဘူးအရေးလဲယူမဲ့သူမရှိဘူးဆိုပြီးရဲတင်းနေကြတယ်ဆိုတော့အမှတ်ချက်ကထိုင်းနိုင်ငံထဲမှာမြန်မာအလုပ်သမားတွေရဲ့အားကိုးရမယ့်မှုကိုအဓိကထောက်ပြနေပါတယ် ဒီလိုမျိုးပွဲစားတွေအလေတကူလိန်ရဲနေတာဟာအဓိကအဖြစ်အရေးယူမှုစနစ်ရဲ့အားနည်းချက်တောင်ပဲဖြစ်ပါတယ် WAG အဖွဲ့ကကိုမုံတိုင်းပြောသလိုပွဲစားတွေဟာနည်းမြခံရဲစခန်းကရဲဝန်ထမ်းတွေကိုလက်ထိုးထားတာတွေရှိနေတဲ့အတွက်တိုင်ကြားရင်အောင်အမှုဖွင့်ပွဲဖို့ခက်ခဲနေပါတယ်။မြန်မာအလို့သမားတွေမှာလည်းတရားမဝင်အထောက်အထားမရှိသူများပြားလာတာတပ်တွေအထောက်အထားစနစ်တကျမတင်ပြနိုင်တာငွေသားပေးတာ တခြားလူအကောင့်နဲ့လွဲတာတွေကပွဲစားတွေအတွက်လွတ်မြောက်ခွင့်ကိုပို့ပြီးပေးဆွမ်းနိုင်ပါတယ်။ဒီနေရာမှာမြန်မာအစိုးရရဲ့အခမ်းကဏ္ဍကိုကြည့်ရင်ဘန်ကောက်ကမြန်မာအလုတ္တမာတန်ယုံအရာရှိက ဖုန်းလက်ခံဖြေဆိုခြင်းမရှိတာဟာကိုယ်နိုင်ငံသားတွေရဲ့အခက်အခဲကိုလုံးဝတာဝန်ယူဖြေရှင်းလို့စိတ်မရှိတာကိုပြသနေပါတယ်။မြန်မာလုတ္တာ၄တတမတတန်းမှာ ထပ်ဝလောက်ကပဲတရားဝင်အထောက်အထားရှိနေတာက ပြဿနာရဲ့အရင်းအမြစ်ဖြစ်ပါတယ်။တရားမဝင်နေထိုင်ရခြင်းကပွဲစားတွေရဲ့ထိန်းထောက်မှုကိုပိုပြီးတော့မှခံရစေပါတယ်။ဒါအပြင် WAG ကကိုမုံတိုင်းပြောသလိုအလုံသမားတွေကအယုံလွယ်တာများတယ်၊ငငယ်ချောချောနဲ့ live link ပြောတဲ့သူဆိုယုံကြတာဆိုတဲ့အချက်ကမြန်မာနိုင်ငံရဲ့ပညာရေးနောက်ခံအားနည်းချက်ကိုလည်းထောက်ပြနေပါတယ်။အလုံသမားတွေအတွက်အသိပညာပေးမှုနည်းပါးတာ တရားဝင်ယုံတွေအကြောင်းမသိကြတာတွေဟာလည်းလိမ့်လည်ခံရခြင်းရဲ့အဓိကအကြောင်းရင်းပါပဲစစ်မှုထံဥပဒေကြောင့်လုံခြုံရေးစိုးရိမ်နေရပြီးတော့မှနေ့စဉ်ညာနဲ့ချီတရားမဝင်လမ်းကြောင်းကနေဝင်ရောက်နေကြသူတွေမြင့်တက်လာတာကဒီပြဿနာကိုပိုပြီးကြီးမားစေပါတယ် ထိုင်းအစိုးရကရွှေပြောင်းလုံသမားတွေလိမ်လည်ခံရနိုင်တာကိုသိရှိထားပြီးတော့ပူပေါင်းလှုပ်ဆောင်နေပါတယ်လို့ဖြေကြားပေမဲ့အောက်ချိန်မှာတရဝင်းယုံနေယုံဝန်ဆောင်မှုညံ့ဖြစ်မှုပွဲစားတွေနဲ့ရဲတွေရဲ့ပူပေါင်းမှုတွေကြောင့်မလို့လက်တွေ့ထိရောက်မှုနည်းပါးနေတာကိုတွေ့ရပါတယ်ဒီဆောင်ပါကိုတုံသက်ကြည့်တဲ့အခါမြန်မာရွှေပြောင်းလုံသမားတွေဟာနိုင်ငံရေးအရစစ်မှုထမ်းဥပဒေနဲ့လုံခြုံရေးစိုးရိမ်မှုစီးပွားရေးအရအလုံးလက်မဲ့နဲ့စင်ရဲမွဲတေမှုတွေတောင် ထိုင်းကိုထွက်လာတဲ့ဒုက္ခကြားကနေကိုနိုင်ငံသားချင်းချင်း ပွဲစားတွေရဲ့ဇတုသားစားတဲ့လိမ်လည်မှုကိုပါရင်ဆိုင်နေရတာကိုတွေ့ရပါတယ်။တကယ်တော့ဒါဟာကိုယ်နိုင်ငံသားအချင်းချင်းအပေါ်မှာမလုံထိုက်တဲ့လုံရက်တစ်ခုပါ။မဝိမာရဲ့စကားအတိုင်းကိုယ်နိုင်ငံသားအချင်းချင်းဂုတ်တွေမဆုပ်စီချင်ပါဘူးဆိုတဲ့တောင်းဆိုတဲ့ဟာကျွန်တော်တို့အားလုံးရဲ့ယင်ထဲမှာပဲ့တင်ထက်နေသင့်ပါတယ်။ဒီပြဿနာကိုဖြေရှင်းဖို့ဆိုရင်မြန်မာအလုံးသမားတန်ယုံအရာရှိယုံအနေနဲ့ဒီနိုင်ငံတွေရဲ့အခက်အခဲကိုတာဝန်ယူဖြေရှင်းပေးဖို့ထိုင်းရနာပိုင်းနေအနေနဲ့လက် ဆာမှုနဲ့လိမ်လည်မှုတွေကိုပြင်းထန်စွာအရေးယူဖို့ပြီးတော့အလုတ္တမအကူအညီပေးရေးအဖွဲ့အစည်းတွေအနေနဲ့အလုတ္တမတွေကိုအသိပညာပေးမှုတွေပုံမိုလှုပ်ဆိုင်ဖို့လိုအပ်နေပါကြောင်းသုံးသက်တင်ပြရင်ညီကုံချုပ်လိုက်ပါတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးပရိသတ်တို့ရဲ့အမြင်ကို comment box မှာရေးသားဆွေးနွေးနိုင်ပါတယ်ဗီဒီယိုကိုတိုင်းနေတတ်တယ်ဆိုရင် like and share လုပ်ပြီးကျွန်တော်ရဲ့ပောက်ပန်၄၀ channel ကို subscribe လုပ်ထားဖို့လည်းမမေ့ပါနဲ့ဗျာ